တဆိုင်လုံးရှိသည်မကုံထုံလူနေပေမယ့်နှိမ်ချနေစိတ်တဘောရာလေးကြောင့်ချီချူးခံနေရတဲ့နှွေပိုးရင်ထဲဆိုင်မင်္ဂလာပါရှင် Famous Silly News မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ပြည်သူတွေခက်ခဲကြုံနေချိန်မှာကုံလုံးကတော့သူ့ရဲ့တက်ဆွမ်းသည်မသတာတရားရှိသလောက်နေလှူဒန်းကုသိုလ်ယူနေကြပါတယ်ဒီထဲကမှတက်နိုင်တဲ့ပမာဏဆိုတာထပ်ပေါ်ပြီးတဆိုင်လုံးမှာရှိသည်မပစ္စည်းတွေကုံလုံးကိုထုတ်ပြီးလှူဒန်းနေတာကတော့နှွေပိုးရင်ထဲဆိုင်ပဲဖြစ်ပါတယ် ဒီလိုမျိုးသူတို့ရဲ့ရှိသမျှစီးစိမ်ဥစ္စာတွေအကုန်လုံးကိုလှူဒန်းနေပေမဲ့လည်းထင်မှတ်မထားစွာနဲ့နှိမ်ချတဲ့စိတ်တော်ရံလေးကြောင့်ပြိသက်များစွာကတော့သူတို့ကိုကျေးဇူးတင်နေကြပါတယ်နွယ်ပိုးရင်ထဲဆိုင်ပိုင်ရှင်တတိရီဟာဆိုရင်ဝန်ထမ်းဒီပုံမှန်လေးစည်တနာကောင်းသူဖြစ်တယ်လို့အခုလုံခက်ခဲကြုံတွေ့နေရတဲ့အချိန်မှာမိဘပြည်သူတွေအတွက်လည်းစည်တနာတရားပြေဝစွာနဲ့လှူဒန်းကူညီတာကိုတွေ့ရပါတယ် ပထမဆုံးစတင်ပြီးတော့ငလင်လုတ်ခဲ့တဲ့နေ့ကလေးကအကုံလုံးကိုလိုက်လံကူညီနေတာဖြစ်ပြီးတော့စိုက်ပိုင်ရှင်တွေကိုယ်တိုင်မြေပြင်ကိုဆင်းပြီးပြည်သူတွေနဲ့တွေ့ဆုံကကူညီပေးနေတာဖြစ်ပါတယ်။တိန်တရာနေရမကထောင်ထဲကြီးမကတိန်တတောင်ဆိုရင်ပမာဏကိုလည်းလှူဒန်းခဲ့ပြီးဖြစ်တဲ့အတွက်တကယ်ကိုမှများပြားပြီးအဖိုးထိုက်တန်လွန်လာတဲ့လှူဒန်းမှုကြီးတစ်ခုပင်ဖြစ်ပါနေ ဒါပေမဲ့လည်းနွယ်ပိုးရင်ဆိုင်ပန်ရှင်တထေးတွေနဲ့လှူဒန်းသူတွေကတော့သူတို့တွေကတလူမျိုးနေပါးနေပမာဏလေးပဲလှူနိုင်တာဖြစ်တဲ့အတွက်ကျေးဇူးတင်စရာမလိုကြောင်းနှိမ့်ချစွာနဲ့ပြောဆိုနေခဲ့ပါတယ်။သူတို့ရဲ့လှူဒန်းမှုတွေဟာဆိုရင်နန်းစီတစည်းစာလောက်ပမာဏပဲရှိတဲ့အတွက်များပြားနေလို့ဘလို့မှမဆူနိုင်ခဲ့ပါဘူး။ဒါကြောင့်သူတို့ကိုကျေးဇူးတင်နေစရာလည်းမလိုသလိုအာနာနေစရာလည်းမလိုပဲတက်နိုင်နေဘက်ကနေပဲလှူဒန်းပေးနေတာပါဆိုပြီးနှိမ့်ချစွာနဲ့ပြောဆိုနေတာဖြစ်ပါတယ်။ ຫນွေပွင့်ရင်ထဲဆိုင်ပိုင်းရှင်တွေကလူဒန်းကုသိုလ်ယူတဲ့နေရာမှာဆိုရင်လေတကယ်ကိုမစေတနာပြေဝါစွာနဲ့လူဒန်းစာမယွေဘာသာမယွေအကုန်လုံးကိုလူဒန်းပေးနေတာတွေ့ရပါတယ်ဗုဒ္ဓဘာသာဝင်ဘုန်းကြီးเจ้าတွေကိုလည်းတွားရောက်လူဒန်းခဲ့တယ်လို့အမှန်တကယ်မြေပြင်မှာခက်ခဲကြုံတွေ့နေရတဲ့ပြည်သူတွေစီကိုလည်းအရောက်သွားပြီးတော့လူဒန်းကုသိုလ်ယူနေတာဖြစ်ပါတယ် ဒါနေမကပါဘူးဒီလိုမျိုးကုညီကတင်ရေးလုပ်ငန်းတွေမှာဒီကအဖြစ်ပအဝင်ဆောင်ရွက်နေကြတဲ့ကေစင်ရေးသမားပညာရှင်တွေကိုလည်းမေ့လျော့မထားပဲလူတန်းပေးခဲ့တာကိုလည်းတွေ့ရပါတယ်သူတို့တွေကကိုယ့်ရဲ့တက်ကူတော့ပဓာနမထားဘဲနဲ့ပြည်သူတွေရဲ့အကျိုးအတွက်အနေရည်ဒီချားကနေကုညီပေးနေတာဖြစ်တဲ့အတွက်ဒါကမှတကယ်ကိုမုံမြတ်တဲ့စိတ်တဘောရာပိုင်ရှင်ပရိတာစိတ်သက်ပိုင်ရှင်တွေဖြစ်ကြောင်းလည်းထုတ်ပေါ်ချီးကျူးနေခဲ့ပါတယ် ဒီလိုမျိုးကဲတင်ပေးနေတဲ့ကဲဆေးကြီးသမားတွေထန်ဆိုင်ရင်သူတို့လူတန်းပေးနေတဲ့ဆိုတော့ကဘာမှအေးပါရာရောက်တဲ့ကျေးဇူးတင်စရာလိုတဲ့ကိစ္စမဟုတ်ပါဘူး။ဒါကြောင့်သူတို့ကနေပါတဲ့ပမာဏနဲ့တတ်နိုင်သမျှပဲလူတန်းပေးနေတာပါလို့နှိမ့်ချစွာနဲ့ခုလိုပြောလာခဲ့တာဖြစ်ပါတယ်။သိန်းပေါင်းတစ်သောင်းဆိုရင်ပမာဏကနည်းနေမနည်းဘူးဆိုတာအထွေထူးပြောနေကြတာမလို့လောက်ပါဘူး။ ဒီလိုမျိုးများပြားတဲ့ပမာဏကြီးကိုလူတန်းခဲ့ပေမဲ့လည်းတကယ်ကိုမှနှိမ့်ချတဲ့စိတ်တဘောရာလေးကြောင့်အကုံလုံးကတော့နှွယ်ပိုးရင်ထေဆိုင်ကြီးကိုချီချူးနေခဲ့ကြပါပြီ။နှွယ်ပိုးရင်ထေဆိုင်ကြီးကိုပိုင်ဆိုင်ကြတဲ့တထေးကြီးတွေဟာဆိုရင်တကယ်ကိုမှစိတ်တဘောရာပြေဝသူတွေဖြစ်ကြပြီးအရင်ကတည်းကဝန်ထမ်းတွေပေါ်မှာအရန်ကောင်းတဲ့သူတွေဆိုပြီးချီချူးမှုတွေကိုရရှိနေကြတာပါ။ အခုတစ်ခေါက်ငလင်ပေးကတော့ဝမ်းနည်းစရာဆိုပေမဲ့လေဒီလိုမျိုးစိတ်တဘောတာပြေးွားတဲ့ကုညီလူနန်းသူတွေရဲ့စိတ်ဓာတ်အမှန်တွေကိုလည်းသိရှိခွင့်ရလာခဲ့တာဖြစ်ပါတယ်အခုလုံတိမ်မောင်းတထောင်ကျော်လူတန်းပြီးနှိမ်ချတတဲ့စိတ်တဘောရရှိတဲ့နှွယ်ပိုးရင်ထဲဆိုင်ပိုင်ရှင်တထေးတွေပေါ်မှာထင်မြင်ချက်လေးတွေရှိရင်ပြောသွားပေးခဲ့ကြပါဦးနော်။